ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားသာသိန်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Liverpool သင်းရဲ့ Argentina ကိုယ်လေကစားမှ Alexis Maclasa က2026ကမ္ဘာဖလားပြိုင်ပွဲမှာ Argentina ရဲ့အဓိကပြိုင်ဘက်က Brazil ဖြစ်လာဖို့ရှိကြောင်းဆိုလိုက်တယ် Carlo Ancelotti နဲ့အည်သွေးမြင့်ကစားမတွေကိုစင်ဆက်မပြတ်ထုတ်လာနိုင်တဲ့အခြေအနေကြောင်း ဘရာဇီးကတေချာပေါက်ပြိုင်ပတ်ကောင်းဖြစ်ပြီးတော့2026မှာစပိန်တို့ပြင်သစ်တို့လိုအသင်းတွေနဲ့အတူအာဂျင်တီးနားရဲ့အဓိကပြိုင်ပတ်ဖြစ်လိမ့်မယ်ဆိုပြီးတော့သူက TYC Sport ရဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ Inter Miami သင်းရဲ့နောက်ခံလူ Jordi Alba တယောက်2029ထိမေလာတုန်းကတက်တန်းထပ်တိုးတားခဲ့ပြီးတော့မှဇာမဘွားကိုအနားယူဖို့ဆုံးဖြတ်ချက်ကသူစိတ်ပြောင်းသွားခဲ့တဲ့အကြောင်းဝန်ခံခဲ့တယ်။ သူအနေနဲ့29တိအင်တာမိုင်မီမှာဆက်ရှိဖို့တက်တန်းတူးခဲ့တယ်။မီလာတုံးကဆုံးဖြတ်ချက်ကိုသူပြန်လည်စဉ်းစားပြီးတဲ့အချိန်မှာစိတ်ပြောင်းသွားခဲ့ပြီးဒီအသင်းအတွက်တရားရဂနုံးပေးဆက်နိုင်မှုမတိကြတော့တဲ့အတွက် အနာယူပိုးဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့မေဂျာလိပြိုင်ပွဲအပြီးမှာသူအပြီးတိုင်အနာယူမှာဖြစ်ကြောင်းကြေညာပါတယ်။ဒါအင်တာမိုင်ယာမီအသင်းကအခုလောလောဆယ်မှာဂျော်ဒီအယ်ဘာထွက်ခွာသွားတဲ့အတွက်ဒေးဗစ်ဘက်ခမ်ကိုယ်တိုင်ဆာပရိုက်ဖြစ်နေပြီးတော့အနာယူရောမဲ့ဂျော်ဒီအယ်ဘာနေရာမှာဆာဂျူရက်ဂီလောင်ကိုအစားထိုးမှာပါ။သဘောတူညီမှုရရှိထားတဲ့အသက်29နှစ်အရွယ်ရှိတဲ့စပိန်နောက်ခံကစားမကမကြမီမှာအင်တာမိုင်ယာမီနဲ့၃နှစ်စာချုပ်ချုပ်ဆိုပြီးတော့ဂျော်ဒီအယ်ဘာနီယာမှာအစားထိုးမဲ့သူလည်းဖြစ်တယ်ရင်းမတွေ့သိင်းရဲ့နီးပြား ဂျာဗီအလွန်ဆိုကတော့သူတို့အနေနဲ့ခံစစ်မှု၂ရောက်လောက်တော့ခေါ်ယူပေးဖို့တောင်းဆိုထားတယ်။နွေရာသီမှာအာလဘာထွက်ဖို့များတယ်။အန်တိုနီယိုရူဒီကာလည်းလမ်းခွဲသွားနိုင်ပွဲရှိတဲ့အတွက်ကြောင့်ဘူနောက်ခံလူ၂ယောက်ခေါ်ဖို့ပြင်ဆင်ထားပြီးတော့ရီယယ်မက်ဒရစ်ရဲ့အော့ခတာဖလော်ရန်တီနိုပီရက်စ်ကအီဘရာဟီမာခနာတေးနဲ့ဒေယောဥပမခါနိုတို့၂ယောက်ကိုအထူးကပြင်မှတ်ထားနေတယ်လို့ AS ကဖော်ပြပါတယ်။ အန်တိုနီယိုရူဒီကာကသူ့ရဲ့အနာဂတ်ကိုမက်ရှလာပါဆုံးဖြတ်မှာပါ။ဂျာတီကုံမှာအလွတ်ပြောင်းရွှေ့ခြင်းဖြစ်နိုင်မဲ့သူ့အနေနဲ့မက်ရှလာတွင်မှာသူ့အသင်းကထွက်မထွက်ကိုတီးကြတေးကြတဲ့အဖြစ်ပေးမှာဖြစ်ကြောင်းဖလော်ရန်တီနိုပီရက်ကိုအတိပေးထားတယ်လို့ဆိုထားပါတယ်။ဘာဆိုနာသင်းရဲ့ကိုယ်သမားယူဝန်ကာစီယာကတော့ဒဏ်ရာပြသနာကြောင့်ပဲအက်ကလာစီကိုပွဲကိုတေးကြပေါက်လွဲချော်ပြီးဖြစ်တယ်။စောပိုင်းတော့ကအက်ကလာစီကိုပွဲပါနိုင်ဖို့မျှော်လင့်ထားပြီးတော့မှဒါအခုလက်ရှိမှာတော့ဒဏ်ရာပြသနာက recover time လိုအပ်တဲ့အတွက်အက်ကလာစီကို ွဲကိုလွဲချိုဖို့တေချာကြောင်းအတည်ပြုလိုက်ပါတယ်ဘာစလိုနာသင်းရဲ့လူငယ်ကစားမအန်ဆိုဖာတီကိုအက်တလက်တီကိုမက်ဒရစ်ကခေါ်ဖို့ဆန္ဒရှိနေတယ် ပြည်သစ်ကလပ်မိုနာကိုမှကစားပြီးခြေစွမ်းပြနေပြီးအန်ဆိုဗာတီကိုဒီကိုကစိတ်ဝင်စားလျက်ရှိတဲ့အန်ဆိုဗာတီရဲ့ဘာဆိုနာကွန်ထရက်က2026ထိရှိပြီးတော့ဒီအာတီပြည်သစ်လီဝမ်မှာ၅ကိုတွင်းထားတဲ့သူကိုဒီကိုကခေါ်ဖို့စံနာရှိနေတာပါ AC Milan အသင်းကဒူရှန်ဗလာဟိုဗစ်ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိပါတယ်ဆာဗီယာတိုက်စီမှုကိုသူ့ရဲ့ဆရာဟောင်းမတ်အက်လဂီကပြန်ခေါ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးဗလာဟိုဗစ်ကဂျူဗန်တက်စ်နဲ့တတ်တမ်းမတိုးဖို့ဆုံးဖြတ်တဲ့အတွက် ်ပရီးမီးယားလိဂ်ကိုပြောင်းရင်ပြောင်းမပြောင်းရင်မီလန်ကိုရွေးချယ်ဖို့ပြင်ဆင်ထားပြီးဖြစ်ကြောင်းလာကစတာဒေလူစပိုမှာဖော်ပြထားပါတယ်။ AC မီလန်ရဲ့ဂိုဒမာမိုက်မန်ညိုကဂျူဗန်တက်စ်နဲ့ချယ်ဆီကြားတသင်းသင်းကိုရွေးချယ်မှာဖြစ်ပေမဲ့ တေချာတာတော့နွေရာသီမှာ AC မီလန်သင်းကားထွက်ခွာပြီးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့မှာဖြစ်ကြောင်းကြေညာထားပြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့ Man United အသင်းကိုဒါ Saudi လုပ်ငန်းစုပါဝင်ရှိသူတွေဘီလီယံနာတွေကဝယ်ယူမယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက် United ကညှင်းဆန်ပယ်ချထားတယ်။ဒါပေမဲ့ဒါဘလုံးသုံးသက်ကျွမ်းကျင်သူနဲ့ Financial Expert ရဲ့ report အရကလေးစားမိသားစုကသူတို့လိုချင်တဲ့ price မျိုးရရင်တော့သူတို့ပိုင်ဆိုင်ထားတဲ့ share တွေကို ထုတ်ရောင်းသွားဖို့ရှိတဲ့အခြေအနေမျိုးရှိတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ Man United ရဲ့ဂိုးသမားဆန်နလာမန်က Manchester United ကို home game လေးတဲကပြောင်းဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ dream က reality ဖြစ်လာခဲ့ပြီးဒီအသင်းတွက်အစွမ်းကုန်ပေးဆက်သွားမှာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။ Man United အသင်းဘက်က Harry Maguire ကိုတက်တန်းထပ်တိုးဖို့လုပ်နေတဲ့အချိန်မှာ club ဘက်က လီဆန်တိုမာတီနက်စ်ရဲ့ဒဏ်ရာပြဿနာတွေကိုစိုးရင်လည်းရှိတယ်။ကဒါမကမကြာခဏဒဏ်ရာရရှိနေတာဖြစ်ပြီးတော့အခုလက်ရှိ International Break ဘီမာတောင်ပြန်လာဖို့ခက်ခဲနေပြီးတော့ဒီနေ့ကိုမကင်ခင်မှာတော့လီဆန်တိုမာတီနက်ပြန်လာဖို့ရှိပေမဲ့ သူ့ရဲ့ဒဏ်ရာပြဿနာတွေအတွက် United တောင်ရှိသူတွေကစိုးရိမ်လျက်ရှိတဲ့အတွက်မကွာရကိုတနစ်ထပ်တိုးဖို့သူတို့ဘက်ကအဓိကဆန္ဒရှိနေတယ်လို့ဆိုပါတယ်ချက်စီတင်ကခိုးဖမမရှိဘဲနဲ့လေလာမဲ့ပွဲစဉ်တွေကိုကောင်းကောင်းကြော်ဖြတ်နိုင်ဖို့အန်ဇိုမာရဆာကယုံကြည်ထားတယ် ခိုပါမကဒဏ်ရာပြဿနာကြောင့်နိုဝင်ဘာထိနားယူရမှာဖြစ်တဲ့အချိန်လာမယ့်ပွဲစဉ်အနည်းဆုံး၄ပွဲကျော်လောက်လွဲချော်မှာဖြစ်တဲ့အတွက်ချက်စီကခိုပါမမရှိတဲ့အချိန်တွေကိုသူတို့ဘက်ကအကောင်းဆုံးပြင်ဆင်ထားတယ်လို့ဆိုပါတယ်ချက်စီအတင်းကအခုလောလောဆယ်နေထားရအက်စတာဗေရဲ့အခန်းကဏ္ဍကိုဖြည်းဖြည်းချင်းတိုးသွားဖို့ရှိတယ်ဒီသားမလေးကကိုရီးယားနဲ့ပွဲတုန်းကလည်းဘရာဇီးလ်တို့နောက်ထပ်နှစ်ဂိုးသွင်းသလိုဟိုတနေ့ကလီဗာပူးနဲ့ပွဲမှာလည်းခြေစွမ်းပြတဲ့နောက်အက်စတာဗေဟာချက်စီအတင်းရဲ့တိုက်စစ်မှာရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဖာမာနီယာကိုယာယီအစားထိုးနိုင်မဲ့သူဖြစ်ကြောင်းချီးကျူးလိုက်ပါတယ်ချက်စီသင်းရဲ့နောက်ခံလူဟောင်းခံဝင်ကစားမကြီးဂျွန်တယ်ရီကတော့ကလပ်သင်းရဲ့ leadership အပိုင်းမှာပြောစရာမရှိပေမဲ့ခံစစ်ကိုဥဆောင်ပေးနိုင်မဲ့ တရားကိုဆေးပါလို့ခံစေကူကောင်းတယောက်လူအပ်ကြောင်းနဲ့ကျွန်တော်အသင်းကအိုက်ပိုင်းမှာအများကြီးအားနဲ့နေတဲ့အချက်ဖြစ်ပြီးတော့ဒါကိုအသင်းတာဝန်ရှိသူတွေကောင်းကောင်းတွေးမြင်နိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။အာဆင်ရဲ့ကွင်းလင်ကစားမဒန်ကလန်ရိုက်စ်ကဝက်ဆန်ယူနိုက်တက်ကပြောင်းလာပြီးတဲ့ကလက်ရှိအင်္ဂလန်နီးပြရောနီးပြဟောင်းရောမီကဲအာထေတာတို့ကသူ့ကို ကွင်းလေကနေ free roll အဖြစ်ပြောင်းကစားစီခဲ့တဲ့အတွက်သူဟာအဲ့ roll ကိုပုံမှုသဘောကျလျက်ရှိကြောင်းဆိုလိုက်တယ်။နံပါတ်6 roll ကသူအရင်ကစားနေတာဖြစ်ပေမဲ့နံပါတ်6နံပါတ်8 roll ကိုနေရာဆုံးမှာကစားနိုင်ပြီးအခုကျွန်တော်အနေနဲ့ပေါ့စုပေါ့နံပါတ်8 roll ဖြစ်နေပြီလို့သူကဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ Mikel Arteta ရဲ့ superstar Bakayu Saka ကအင်္ဂလန်အတွက် 73ခုထိတွင်းယူခဲ့ပေမဲ့ Thomas Tuchel ကစာကာလိုတယ်လန့်ရှိတဲ့ကစားမတယောက်တည်းဒါဟာမလုံလောက်ကြောင်းတဲ့ဒီတက်ပူများတဲ့ကိန်းဂရမ်မျိုးရသင့်တယ်လို့သူကအကြံဉာဏ်ပေးပြီးစာကာဟာအသင်းတော်အရေးပါတဲ့သူတယောက်ဖြစ်ကြောင်းသူကချီးကျူးလိုက်ပါတယ်အခုလောလောဆယ်မှာပခိုင်ယူစာကာကဟိုတနေ့ကကစားခဲ့တဲ့ Wales နဲ့ပွဲက International ပွဲမှာနောက်ထပ် Man of the Match ရရှိခဲ့ပြီး England တို့က73ခုတွင်း12ပွဲထိ Man of the Match ရရှိထားသူဖြစ်တယ်။ Arsenal တင်းကတော့မကြာမီမှာပဲ Julian Timber ရော မာတင်အိုဒီကယောကိုတတန်းထတ်တိုးနိုင်မှာဖြစ်လို့ပခါယုစကာရဲ့စာချုပ်တွေကိုပါကြီးညာနိုင်မှာဖြစ်ပြီးရာမ၃ယောက်စလုံးလာစာတိုးမြင့်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်ထော်တန်ဟော့စပါအတင်းကကုဆောင်ရသည့်ဈေးကွက်မှာတိုက်စစ်မှုတယောက်လောက်တော့ခေါ်ယူဖို့သောမတ်ဖရန်ကရည်ရွယ်ထားတယ်သူတို့တင်းရဲ့တိုက်စစ်ပိုင်းမှာအထောင်တိုက်စစ်မှုဆလန်ကီရှိတယ်ဒါပေမဲ့ထင်ရပြဿနာတွေရှိနေလို့ကိုလိုမဝါနီကလည်းတန်ရအခြေအနေတွေကြောင့်တိုက်စစ်မှုတယောက်တော့သူတို့ခေါ်ယူဖို့ဆန္ဒအပြည့်အဝရှိကြောင်းဆိုပါတယ် စပါတင်ရဲ့တောင်ပန်ကစားမှာဒေယန်ကိုလိုဆော့စကီကတော့ international အပြိပီးမှာပြန်လာမှာမဟုတ်ပဲ ဇန်နဝါရီကာလလောက်မှပဲပြန်လာနိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်။သူလဲကာလရှည်ကြာတန်ရနေတာဖြစ်ပြီးခလိုဆော့စကီတယောက်မကြမီပြန်ကစားနိုင်ဖို့အတွက် progress တွေကတိုးတက်လေရှိကြောင်းဆိုပါတယ်။ Tottenham Hotspur က Mickey Van de Ven ကိုမကြမီ9နှစ်သက်တမ်းတိုးမှာပါ။တပတ်လောက်က9တောင်းကနေတပတ်တသိန်းထိတိုးပေးမှာဖြစ်ပြီးတော့သူ့ပေါ်ကာလမှုတွေကိုပယ်ချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Arnislo က Akitike နဲ့ အာလစနာအီဆက်တို့နှစ်ယောက်အသင်းမှာအဝင်နိုင်မဲ့ပိုဇီရှင်တွေကိုရှာဖွေနေခြင်း ဣဆက်တယောက်တေကြပေါက်ပုံစံကောင်းနဲ့ပြန်လာမဲ့သူလို့ချီးကျူးလိုက်ပါတယ်အလာဇနာဣဆက်ကပရီးမီးယားလိမှာ proven type မှုတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ဒီရာသီအစယုံကံမှုကနေလီဗာပူးအတွက်အကောင်းဆုံးပုံစံတွေကိုပြန်တွေးဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်လီဗာပူးအနေနဲ့ခံစင်မှုတွေကိုတောက်လျှောက်ကြိုးပမ်းနေခြင်းနဲ့တေကြပေါက်စန်တဘတ်တယောက်တော့ခေါ်ယူဖို့ပြင်ဆင်ထားတယ်သူတို့ဘက်ကအခုလောလောဆယ်မှာခနာတီရဲ့ contract ကမရေရာဖြစ်နေတဲ့အချိန်ကလပ်ဘက်ကတော့ဥပမခါနောက်ကိုလိုချင်တယ် မာကဟီကိုလိုချင်ပြီးတော့နောက်ထပ်ခံစင်မှုတွေကိုလည်းရှာဖွေထားဆဲဖြစ်ကြောင်းဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲမိုက်ကယ်အက်ဖူကာကလပ်အသင်းတွက်အာနီစလော့ရဲ့စိတ်ကြိုက်အခြေအနေတွေကိုထပ်ပြီးဖန်တီးပေးဖို့ရှိကြောင်းနဲ့လိုအပ်ရင်စောင်းရာတီမှာလည်းငွေသုံးဖို့ဝင်မလေးဘူးလို့မိုက်ကယ်အက်ဖူကာဆိုထားပါတယ်။မန်ချက်စတာစီးတီးအသင်းကအိုမာမာမူရှ်အပါဝင် Ryan Agnori နဲ့ကစားမအများစုဒီ International Break ပြီးမှပြန်လာဖို့ရှိတယ်။ ရိုင်းအချာကီကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအရန်ပါဝင်လာခဲ့တာဖြစ်ပြီးတော့ဖတ်ကွာဒီယိုလာကလူဆုံတက်ဆုံနဲ့စီတီကစားမတွေပြန်ဆုံနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။မတီယိုခိုးပချစ်ကမန်စီးတီးမှာတန်ဟာကြောင့်ကာလာရှိချာနာရီသူ့ရဲ့အနာဂတ်ကလည်းမရေရာပဲဖြစ်ပေမဲ့သူကတော့မန်ချက်စတာစီတီးအသင်းမှာပဲဆက်ရှိခြင်းကြောင့်လည်းတစ်ချိန်ချိန်မှာထွက်ခွာသွားမှာဖြစ်ပေမဲ့အခုလောလောဆယ်တော့စီတီးမှာပဲဆက်ကစားခြင်းတယ်လို့ဆိုထားပါတယ်။ United America တောင်းရသည်မှာ Morgan Roger ကိုမယောင်းချဖို့အသင်းတောင်းရှိတယ်လို့အတည်ပြုထားတယ်။ ထူးသဖြင့် Morgan Roger ကိုပေါင်တန်80လောက်နဲ့ Chelsea အပဝင် အသင်း၄အသင်းလောက်ကစိတ်ဝင်စားတဲ့အချိန်ဦးနိုင်ကသူ့ရဲ့ကစားမကိုလုံးဝမယောင်ချဖို့အတိပေးထားပြီးဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲ Northern Forest အသင်းက Anch Bosso Goglu ဘောကိုနောက်ထပ်အခွင့်အရေးပေးသွားမှာဖြစ်တဲ့အတွက်အခုလောလောဆယ်ယာတူးကထုတ်ပယ်သွားဖို့အစီအစဉ်မရှိကြောင်းဆိုထားပြီးတော့ Anch ရဲ့နေရာမှာအစားထိုးမဲ့သူတွေတော့သူတို့စဉ်းစားထားဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Inter Milan အသင်းကအခုလောလောဆယ်မှာ မောင်ဝဲအခန်းကြီးကိုအပိသက်ခေါ်ယူမှာဖြစ်သလိုမန်ချက်စတာစီးတီးနဲ့ဆွေးနွေးနေလို့တစ်ချိန်တည်းမှာပဲသူတို့ကိုယ်တော်မယန်ဆိုမာနီယာအစားထုတ်မဲ့သူကိုစတင်ရှာဖွေနေပါတယ်ယန်ဆိုမာကဒီနေ့ရာသီမှာရန်ကုန်မှာအဖြစ်သူရောက်ရှိသွားရဲ့နောက်အင်တာက ထိတ်တန်းကိုသမားတယောက်ကိုခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်တယ်။အန်တိုနီယိုကွန်တေကတော့ကလပ်အသင်းအနေနဲ့ကိုဘီမေနုအပါအဝင်နောက်ထပ် quality လာမားတွေကိုပရီးမီးယားလိဂါခေါ်ယူဖို့ဆန္ဒရှိကြောင်းနဲ့ဒီနေ့ရာသီနာပိုလီအသင်းရဲ့တောင်တင်းတဲ့လူစင်းကိုရဖို့နောက်ထပ်အငှားအချို့ကိုခေါ်ယူသွားဖို့ရှိကြောင်းဆိုထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားသင်ပါအလုံးကျေးဇူးတင်ပါတယ်။